မြန်မာနဝချန်နယ်ကိုအစစ်တစိုက်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမ ्य ဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာလည်းပရိသတ်များနားဆင်ရမယ့်ဇလားလေးကတော့စာရေးဆရာအကဇော်ရေးသားထားတဲ့စုံတီကြီးဥပဒါနဲ့မမျော်လင့်သောခရီးရှည်ဇလားအပိုင်း၃ကိုပရိသတ်ကြီးကဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။နောက်တနေ့မနေ့မနက်စာစားပြီးတော့ခရီးဆက်ဖို့ပြင်ကြတယ်။ ကျုပ်လည်းအင်သာတက်ချင်တာနဲ့ရေတကွန်လေးနားကိုထွက်လာခဲ့တာပေါ့ရေတကွန်ဘေးနားခြုံတော့တဲ့မှာအင်သာတက်နေတော့ကိစ္စပေးရင်သုံးဖို့ဒုံမရှိတာနဲ့ပဝင်းချင်းကိုကြည့်လိုက်တော့မြေကြီးအောက်မှာဖြူဖြူအချောင်းလေးတွေ့ရတဲ့ဆဲနှုတ်ကြည့်လိုက်တဲ့အခါလူရိုးလက်ကြီးတစ်ခုပေါ်လာတယ်ဗျဆက်ကြည့်လိုက်တော့မှလူအရိုးစုကြီးတစ်ခုဖြစ်နေတယ်ကျုပ်လက်မီအော်ထက်လိုက်တယ်မကြခင်မှာဥပဒါတော့ပြေးလာကြတယ်ဟာအလက်ကအလက်တကြားနဲ့ဘာဖြစ်လာတာလဲ ဝင်တည်လို့လားကွကျုပ်လည်းပစိုးကိုကမန်းကနန်းပြင်ဝင်လိုက်ပြီးတော့ဝင်မဟုတ်ဘူးဥပဒါရဲ့အယိုးကြောက်ကြီးပြဥပဒါတို့လူသူစုကအယိုးကြောက်ကြီးကိုကြည့်ကြတယ်ဟုတ်ပါကွာမင်းကရေဒီကွန်ကိုစစ်စင်းတော့မတွေ့ပါဘူးဥမောင်လည်းကခေါင်းကုပ်ပြီးတော့ပြောတယ်မောင်ကြီးမဲကြီးတွေဆိုတော့မတွေ့တာဖြစ်မှာပါဒါဘသူပါလိုက်ဒီနေရာမှာဘလို့တိတ်နေပါလိုက်ဥပဒါအယိုးကြောက်ကိုတေချာချစ် အယိုးကြောင့်မှပတ်နေတဲ့အဝတ်အစားတွေကိုကင်ကြည့်တယ်။သူဝတ်ထားတာဟာထမိန်စားกว่าဒါဆိုမင်းကလေးပဲဖြစ်မယ်။မင်းကလေးတယောက်ကဒီလိုလူသူမနီးတဲ့တောနယ်ကြီးတော့ဘလို့ရောက်လာတာလဲ။ငါစိတ်ထင်တော့တောထဲမှာဟင်းစားလာရှာတဲ့မင်းကလေးပဲဖြစ်မယ်กว่า။တောင်ကျချောင်းထဲမျောပါပြီးတော့ဒီတကူကနေပြုတ်ကြပြီ။ကြောက်တော့နဲ့ရိုက်တည်တာဖြစ်မယ်กว่า။ဟုတ်မယ်။ဥပဒါပြောတာဖြစ်နိုင်တယ်။ဦးမောင်လေးကမျက်မှောင်ကြုတ်ကကြည့်လိုက်ပြီ။ ဟင်းစားရှာတယ်ဆိုတော့ဒီနောက်မှာရွာတွေပါတွေရှိလို့လားဗျ။အရင်တော့ကတော့ဒီရုံးမတောင်ကြီးရဲ့တောင်ကပန်းတက်နေရပါတောင်ပေါ်ရွာကြီးတွေရွာရှိတယ်လို့တော့ပြောကြတယ်။ကျုံငယ်ငယ်တော့ကတခါရောက်ဘူးတယ်။အဲ့ဒီရွာကိုရှင်းရွာလို့ခေါ်ကြတယ်။ဘာဖြစ်လို့ရှင်းရွာလို့ခေါ်ရလဲဥပဒါ။ရှင်းလူမျိုးတွေနေကြလို့တယ်ကွ။ဒီကမောင်မောင်တားပြုံးပြပြနဲ့။ဟိုးရှင်းဒီမှာနေတဲ့ရှင်းလူမျိုးတွေကဘလုံးလုတ်ပြီးတော့ဒီဘက်ကိုရောက်လာမှလဲအဘကြီးက။ ရုပ်တရှိအောင်ပြောစမ်းပါ။ဒါတော့ငါလည်းမပြောတတ်ဘူး။အဲ့ဒီရွာတော့ရှင်းရလို့ခေါ်တယ်။သူတို့ကမြေပြင်မှာမနေတက်လို့တောင်ပေါ်တက်နေတယ်လို့လည်းပြောကြတာပဲ။ကဲပါ။ရှင်းရကိစ္စကိုခဏတာကျုပ်တို့ခီးဆက်ကြတာပေါ့။ရှင်းမှာရေဒီကွန်ခံနေတာဆိုတော့ရေဒီကွန်ပတ်ပြီးသွားကြမယ်။ရီဒီကိုအထက်ဘက်ရောက်တော့မှချောင်းဥရဲကိုပြန်ဆင်းကြတာပေါ့။ဦးမောင်လည်းငါပြောပြောဆူဆူနဲ့ထသွားတယ်။ကျုပ်တို့ခီးသွားဖို့ပြင်ရပါမယ်။ အကိုကြီးကတော့အရိုးစုနားမှာထားမင်းဆက်စုရင်ကြံနေရိတ်ခဲ့တယ်။အကိုကြီးအဲ့ဒီမှာဘာလုပ်နေရလဲဗျ။အရိုးချောင်းမကိုတော့လှုပ်ပေးလိုက်ပါဗျ။ကြုံလန့်អော်လိုက်တော့အားလုံးကရီကြတယ်ဗျ။အကိုကြီးကချုံမို့ထဲရနေပစိုးပြင်ဝင်ရေးထွက်လာတယ်။မင်းဘာတွေပြောနေရလဲအလက်ကောင်ရ။ငါလက်ရတယ်တဲ့။ကဲအကိုကြီးရိတ်ခါထမ်းမလားထင်းထုတ်တွေထမ်းမလား။မင်းမနေ့တော့ဖြင်းထုတ်ထမ်းတာပေါ့တယ်ဆိုတော့ ငါဒီနေ့တော့ထမ်းကြည့်မယ်ကွာအကိုကြီးကချင်းနောင်ကြီးထမ်းပြီးထသွားတယ်ကြောက်လေချင်းနောင်ထမ်းပြီးတော့အကိုကြီးတို့ရဲ့အနောက်ကနေလိုက်လာခဲ့တယ်ဥပသာကတော့မင်းရရခဲ့တဲ့ဝါပြက်လေးကိုတောင်ဝင်းလိုထောက်ပြီးသွားတယ်ဗျာဥမောင်လေးကမြေပုံစာရွက်ထုတ်လိုက်တန်လိုက်အိမ်ပြောင်နဲ့ကြီးလိုက်နဲ့သွားနေတယ်ဗျာနေ့လယ်နေကင်းလောက်ရောက်တော့တောင်ကြီးကတဖြည်းဖြည်းနဲ့မတ်ဆောက်လာတယ်တောင်ကျချောင်းကလည်းရေတကုန်းနဲ့ဖြစ်လိုက်လင်းကောက်ကောက်နဲ့စီးလိုက်နဲ့ဖြစ်နေတယ်ဗျာတချို့နေရာမှာဆိုရင်တောင်ကျချောင်းက 45ဒီဂရီလောက်ကိုမတ်ဆောက်တာရေတကုန်အသေးလေးတွေရတဲ့အများကြီးပဲလူတစ်ရက်လောက်နှစ်ရက်လောက်မြင့်တဲ့ရေတကုန်တွေပေါ့ဗျာကျတို့တက်လာကြတာတောင်မကြီးရဲ့တဝက်လောက်ကိုပဲရောက်သေးတယ်ဗျဟိုးခက်လာလောက်ကိုကြည့်တောင်ကြီးကိုမြင်နေရတယ်တစ်တော့ကရက်ပြတ်တော်တွေဆိုတော့အထက်ဘက်ကတစ်ပင်တွေကတိတ်ရက်တွေကြီးကုန်ပြီအရင်တောင်ကြီးမှာတော့လောက်တစ်တော့မစိမ့်စုတော့ရေကလည်းတဖြည်းဖြည်းရှားလာပြီဗျစမ်းကြောင်းနဲ့သွားနေတယ်ဆိုပေမဲ့ရေတအိုင်တော်မတွေ့ရတော့ဘူး တချို့နေရာမှာတော့ဆန်းနေလေးတွေကနေစိတ်ရည်လေးတွေထွက်နေတာကိုတွေ့ရတယ်။ဒီနေ့ကိုလမ်းလျှောက်ပြီးတဲ့အချိန်မှာတောင်တစ်ခုရဲ့ထိပ်ဘက်ကိုရောက်လာခဲ့တယ်။တောင်မကြီးကနေခွဲထွက်နေတဲ့တောင်တစ်ခုပေါ့ဗျာ။အဲ့ဒီကမြေကြီးကခက်ပြောင်ပြောင်လေးဖြစ်နေတယ်ဗျ။ညနေရလဲစောင်းလာပြီဆိုတော့စခန်းချဖို့လောက်ကြတယ်။ကြုံစင်းစားလို့မရတာတခုရှိတယ်ဗျ။ဒီလိုတွေကရွက်ပြင်းလေးတွေတဲလာပြီးတော့ဘာဖြစ်လို့ရွက်ပြင်းတဲမတိုးပဲ။ယာယီစခန်းဆိုပြီးတော့ဒီတိုင်းအိတ်တယ်လဲဆိုတာပဲ။ ဒီလိုနဲ့ထမင်းတွေစားပြီးတော့ဥမောင်လင်းတို့ကအချင်းချင်းတမြင်ကြတယ်။ကျုပ်တို့အဲ့ရဝင်တော့ည9နာရီတော့မထိုးသေးဘူး။ဒီညကင်းရောတော့ကျုပ်တို့ညီကိုနဲ့အောင်တာဝန်ကြတယ်ဗျ။အကိုကြီးကညဦးပိုင်းဆောက်ရမယ်။ကျုပ်ကတော့ညတကောင်ထပြီးဆောက်ရမယ်ပေါ့။ကင်းကြတော့ဆော့ဆော့အိပ်ဖြစ်သွားတယ်။အိမ်နေနဲ့အိမ်မက်တစ်ခုမက်တယ်ဗျ။အိမ်မက်ကလည်းထူးဆန်းနေ။ကျုပ်ကပွဲကင်းနဲ့ရောက်နေတာတဲ့။ရှောင်းစီတွေတီးပြီးတော့လူတွေကောက်ခုန်နေတာပြော။ အမွေးဆုပ်ဖွားနဲ့တူနီယာကောင်ကြီးတောင်ပါသေးတယ်။ရှမ်းဆိုင်ကလည်းမြူးချက်ပြ။ကျုပ်လည်းရှောင်းဦးစီတဲ့ကြားလာနဲ့စိတ်တွေကြွလာပြီးတော့ကနေတဲ့လူအုပ်ကြီးတဲ့ကိုခဝင်ပြီးတော့ကနေမိတယ်။အိမ်မက်ထဲမှာကလို့ကောင်းနေတော့မယ်။အကိုကြီးကကျုပ်ကိုလာနှုတ်နေပြ။အလကောင်ထားစမ်းမအောင်ကွာ။ကျုပ်မထကြင်ပဲထလိုက်ရတယ်။အကိုကြီးရာဒီမှာအိမ်မက်ကောင်းနေပြီဗျ။ဘာဖြစ်လို့လဲ။မင်းအိုးစီတဲ့ကြားလည်းမဟုတ်လားအလကောင်။ အကိုကြီးပြောမှကြောက်လေသတိထားမိတယ်။ဟုတ်တယ်ဗျ။အိုးစီတန်ကိုနားရဲခတ်တူတူကြားနေရတယ်။လေတဲ့ရင်တော့ပူချေချေကြားရတယ်ဗျ။ဒါဆိုအိမ်မမဟုတ်ဘူးပေါ့အကိုကြီး။အိုးစီဟာတကယ်ပဲပေါ့။ဟုတ်ပါတယ်ဆိုမှကွာ။မင်းနဲ့ငါအဲ့ဒီအတန်နာကိုလိုက်ကြရအောင်။ဟာဖြစ်ပါမလားအကိုကြီးရာ။တော်ရဲတောင်နေရချက်တွေနာနာဘိုးကနေများတီးနေတာများလားမင်းကလည်းကြံဖန်ကြောက်တတ်နေပြန်ပြီ နက်ကဥပဒါပြောထားတယ်မဟုတ်လားကွဒီတောင်ကျောပေါ်မှာရှင်းရွာဆိုတာရှိရဲ့လीငါထင်တော့ဒီအိုးစီတန်တွေကရှင်းရကြီးကတီးနေတာထင်တာပဲအကိုကြီးပြောတာလည်းဟုတ်တော့ဟုတ်မယ်ဗျအတန်းခဏနီးကနေလာနေတာငါတို့သွားကြည့်ကြမယ်ကွာအလက်ကောင်အကိုကြီးကတော့လုံးပြက်ပြီဗျရှော့ရှော့ရှက်ရှက်တွေကျုပ်တို့တော်ရဲရောက်တာနှစ်ရက်သုံးရက်ရှိပြီဆိုတော့လူတွေနဲ့နည်းနည်းကင်းနေတယ်လို့ခံစားရတယ်ဒါကြောင့်အကိုကြီးရဲ့နောက်ကိုလိုက်ဖို့ဆုံးဖြတ်လိုက်တယ် ကိုကြီးကျောက်တော့သွားတော့ဟိုလူတွေကအဖြစ်ပြောနေအောင်မယ်ဒီကောင်လေးကလက်တဲ့ကလောက်မောအဲ့နေကြတာပါကွာဦးစီတဲ့ကြားလာတော့မလို့တာဘလို့လောက်ပြီးနိုးပါလေကွာဟိုလူကြီးမှနိုးစက်နိုင်တလုံးပါတယ်လေအကိုကြီးကဟာမနက်ငားနိုင်မထိုးခင်ပြန်လိုက်ဖြစ်ပါတယ်အလက်ကောင်ရာလာသွားကြစို့အကိုကြီးကတော်တဲ့ကိုဝင်သွားတယ်ကျုပ်လည်းအကိုကြီးရဲ့အနောက်ကနေရောင်းတောင်ပေါန်တောင်နဲ့လိုက်လာခဲ့တယ်လာတာနေပြီးတော့တက်ပင်တွေကလည်းအရက်တွေမရှိကြတော့ဘူးဆိုတော့ ော်ထဲမှာလာရောင်ကထိန်နေနေတယ်ဗျ။အောက်ကတရွယ်ချောက်တွေကိုတရှဲရှဲနဲ့နင်းပြတ်သွားရင်တောင်ကုန်းလေးထိတ်ကိုရောက်လာခဲ့တော့တောင်အောက်ရှူကြားထဲမှာမီးရောင်တွေဝင်လက်နေတဲ့ရွာလေးတစ်ရွာကိုတွေ့ရတယ်။ရွာထိန်ထားတာလည်းနီးတာပဲအလက်ကောင်ရ။အကိုကြီးနဲ့ကြုတ်လဲတောင်အောက်ကိုပြေးစင်းလိုက်ကြတယ်။တကယ်ပါဗျာ။ရှူထဲမှာရွာတရာတည်ထားတာဗျ။ကျွာအင်ဂျင်90လောက်တော့ရှိမှထင်တယ်။သူတို့အိမ်ပုံစံတွေကခြေတန်းရှိအိမ်အောင်မ အမိုးခက်ခက်ကုတ်လေးတွေလှုပ်ထားတယ်။အိုးစီတန်တွေကရွာလေလောက်ကလာတာဗျ။ရွာလေကိုရောက်တော့လူတွေစုပြီးအိုးစီတွေတီးလို့ကောက်ခုံနေကြတယ်။ဒီလူတွေဝှထားစားထားတာတွေကရှမ်းပြည်ဝှက်တလို့ပဲဗျ။ယောက်ျားတွေကရှမ်းမဝေဝှထားတဲ့လူကဝှက်ထားပြီးတော့တချို့ကကြတော့ပစိုးတွေဝှက်ထားတယ်။မိန်းမတွေဆွေလဲအပေါ်ကခြေချင်းအင်ကြီးနဲ့အောက်ကလုံကြီးဝှက်ထားတယ်ဗျ။ယောက်ျားတွေရောမိန်းမတွေရောခေါင်းမောင်းကြီးတွေပေါင်းထားကြတယ်။ ိုးစီတီးတဲ့လူတွေကတော့အသေးချောက်တီးနေလိုက်တာဗျ။ရှောင်းအစီတန်ဆိုတော့မြူးတာလဲပြောမနေပါနဲ့တော့။ကျုပ်ဖြစ်ရွာဦးသားရောက်လာတဲ့စိတ်ကမချဘူးဗျ။ဒီလူတွေကသရေတွေလားချက်တွေလားဆိုပြီးတော့မှကြောက်နေမိတယ်။ဒါနဲ့အနာကလူကြီးတယောက်ရဲ့အနာကိုတိုးကပ်သွားပြီးတော့ဦးကြီး။ဦးကြီးတို့ကလူတွေလား။ဒီလူကြီးကကျုပ်ကိုမျက်မှောက်ကျုပ်ချစ်ပြီ။လူတွေမဟုတ်လို့ငါတို့ကနတ်တွေဖြစ်မလားကွမသိပါဘူးဗျာ ဟိုဒါနဲ့ညာကြီးတကောင်အိုးစီတွေတီးပြီးတော့မှဘာလုပ်နေကြတာလဲကြောက်ကြဘူးတာချက်တွေတစ်စီတွေကညာကြီးတကောင်တီးကြမှုကြတယ်ဆိုလို့လीပေါက်ပေါက်ရှာရှာကွာငါတို့ကချက်တွေမဟုတ်ဘူးအခုအိုးစီတီးနေရတာကမနှက်ပြတ်မနှက်ကြိုက်ရှင်ပြုတ်ပဲတခုရှိတယ်ကွာအဲ့ဒါကြောင့်ပျော်ရွှင်ပြီးတော့တီးမှုကောက်ခုန်နေကြတာဒီလိုလူသူမနီးတဲ့တောနယ်ထဲမှာဦးကြီးတို့ကဘာဖြစ်လို့လာနေကြတာလဲဟင်လူသူမနီးအောင်မဟုတ်ပါဘူးကွာ ရင်းနေပဲလှမ်းမှာတို့ရွာတခြားရွာတွေနဲ့လှမ်းလှမ်းပေါက်ပါလေကွအလကောင်မင်းသူများတွေကိုဘာတွေလှမ်းမင်းနေရလဲကွဟိုလေဒီလိုပါပဲအကိုကြီးရာအကိုကြီးအဲ့ဒီလူကြီးအနားကိုကပ်ပြီးတော့ဟိုလေဦးကြီးဒါနဲ့ဒီရွာမှာအရလေးပါလေဝဲလို့ရမလားဒီလူကြီးကအကိုကြီးကိုခြေဆုံးခေါင်းဆုံးကြည့်တယ်ဟေ့ကောင်နေငါတို့ဘယ်လိုထင်ရလဲ မင်းတို့ဗမာတွေလိုမျိုးအလူအချောင်းပြပြီးတော့အရက်အဝတ်တောက်မဲ့လူတွေများမှတ်နေကြလားတောင်းမှမာတယ်ဦးကြီးရာဟိုကျုပ်လည်းမတောက်ရတာ၃လလောက်ကြာတော့သူကတောင်းလူလို့ပါအကိုကြီးကလည်းဗျာသူများတကအလှတက်လုံနေတာကိုအရက်လာတောင်းနေသေးတယ်ငါတို့စီမှာအရက်တော့မရှိဘူးခေါင်ရည်ပဲရှိတယ်အဲ့ဒီလူကြီးရဲ့စကားကြောင့်အကိုကြီးရဲ့မျက်လုံးတွေအယောင်လှက်သွားတယ်ခေါင်ရည်လည်းရတယ်ဗျာဟိုးမှတွေ့လားအဲ့ဒီအိုကြီးကခေါင်ရည်အိုးပဲ မင်းအကြိုက်တာခတ်တော့ပြီးတော့အကိုကြီးကလူအုပ်ကြားတဲ့ကိုတိုးသွားတယ်။အိုးစီဝါရဲ့အနောက်မှာတောက်ယူအိုးလေးတစ်လုံးကိုဝါးစိန်ပေါ်မှာတင်ထားတယ်ဗျ။ရွာကာလာသားလိုလူတွေကတော့တောက်ယူအိုးရီကခေါင်ယူကိုအုံမုတ်ခွက်နဲ့ခက်ခက်ပြီးတော့တောက်တယ်။အကိုကြီးကအိုးအနောက်ကိုကတ်သွားပြီးအုံမုတ်ခွက်နဲ့အိုးရဲကိုခတ်လိုက်တယ်။ခေါင်ရီကထမင်းရီလိုလိုဆက်စည်းရီလိုလိုဖြူဖြူနဲ့ခက်ကြဲကြဲအရာပေါ့ဗျ။အကိုကြီးကအုံမုတ်ခွက်နဲ့ခတ်လိုက်။ဟာအလက်ကောင် ခေါင်ရောင်မှွှဲနေရပဲစပားနဲ့လူလူကောက်ညင်းနဲ့လူလူလေးတွေကွာအကိုကြီးကခွက်ကိုတချိုက်တည်းမွှတ်တောက်လိုက်တယ်ကောင်းလိုက်တော့ကွာချိုခါလေးတွေကွာအလက်ကောင်ရမင်းရောတောက်ပါလားတော်ပါအကိုကြီးရခေါင်ရောင်ချင်းစော့စော့နဲ့ကြုံကြိုက်ဘူးဘီယာတော့ဂရင်းချင်လို့မတောက်တော့ဘီယာဟုတ်လားမင်းကရန်ကုန်မှာပဲရတဲ့ဘီယာကိုဘယ်လိုလုပ်ပြီးတောက်ဖူးသွားတာလဲအလက်ကောင်ရထားလိုက်ပါတော့အကိုကြီးရ ောက်ဆရာရှေ့ရတာတောက်စမ်းမှာအကိုကြီးကတခွက်ပြီးတခွက်ခတ်တောက်နေတော့ကြောက်ပခုံးကိုလူတယောက်လာပုတ်တယ်လှည့်ကြည့်လိုက်တော့မောင်မောင်တာနဲ့ရဲသားမအူဖြစ်နေတယ်ရောက်နေမင်းတို့ကဒီလိုလာပြီးပျော်ရွှင်နေတယ်ပေါ့ဟုတ်လားကြောက်ရင်လည်းထိတ်ခိနေဖြစ်သွားတယ်ဟုတ်လीကြောက်တော့အပြစ်မပေးပါနဲ့ဗျာအိုးစီတန်ကြားလို့စူးစိုင်းနေဒီရှမ်းရွာကိုရောက်လာခဲ့တာပါဗျမင်းတို့ကြီးတောက်စားနေလို့ရမလားကွာ ငါ့ကိုလည်းအုံမုတ်ခွက်ပေးစာရဲသားမအူကအုံမုတ်ခွက်ကိုလှမ်းယူပြီးတော့ခောင်ရီအိုးရီကခတ်တောက်လိုက်တယ်။တကြိုက်တောက်ပြီးမှသူ့ရဲ့မျက်ခွက်ကြီးကပြုံးပြီးသွားတယ်။ကောင်းနေဟာမတောက်ရတာကြားလို့လာတော့မသိဘူး။ခောင်ရီလည်းတောက်ကောင်းတာပဲ။မအူလက်ထက်ကနေမောင်မောက်တာအုံမုတ်ခွက်ကိုလှမ်းယူပြီးတော့သူ့လက်တောက်တယ်ဗျ။ခမရတော့ကခောင်ရီလည်းတောက်တာပဲလား။ငါတို့လည်းအရင်ကနေတာလေးငါးရက်လောက်ရှိပြီကွာ။ င်းတို့ညီကိုနှစ်ယောက်ထွက်သွားတာနဲ့မင်းတို့ရဲ့အနောက်ကနေလိုက်လာခဲ့တာရွာတွေ့ရင်အရက်ရှိလောက်တယ်ဆိုပြီးလိုက်လာရင်းနဲ့ရောက်လာခဲ့တာပဲဟောဗျာတကယ်တော့အကြံတူတွေလာစုနေကြတာပါလားအကိုကြီးကလည်းအိုးစီတန်းကြားလို့စူးစမ်းမယ်ဆိုပြီးလက်ဆက်သက်တော့အရက်တောက်ချင်လို့လာတာမဟုတ်ဘူးလားကြုတ်ပြောတဲ့ချိန်အကိုကြီးကနည်းနည်းထွက်နေပြီမောင်မောင်သားကခံယူတွေခတ်တောက်ရင်းနဲ့ယောက်ျားလိုက်အရင်နဲ့မကင်းပါဘူးကွာဒီမဲ့ဟိတ်ကောင် အခုမင်းတို့ငါတို့ကဒီပြားကိုရောက်ပြီးတော့ခောက်ရွေတွေတောက်တာအောင်ငါဆရာအောင်မပြောနဲ့ဘသူမှလည်းမပြောနဲ့နော်ဟုတ်ပြီလားဟုတ်ပါပြီဗျာခမရတို့အရသမားတွေကလည်းတော်တော်ဆူဆူပါလားတောက်ဗျာအလကားရတော့တောက်တာတောက်ကျုပ်ပြောတော့ဟိုလူနှစ်ယောက်ကအုံမုတ်ခွက်တောင်သူ့လဲငါလဲဆိုပြီးတော့မှလူတောက်နေကြသေးတယ်ဒီကြားထဲအကိုကြီးကပါအုံမုတ်ခွက်ကိုဝင်လို့တယ်အလကောင်တခွက်လောက်တောက်လာစားမှာကွဒီခေါင်ကြီးကတကယ်ကောင်းလို့ပြောတာကွာ မလောက်ပါနဲ့ဆိုဗျာတငေါလာတောက်စားမှာကွာမင်းကလေယောက်ျားမဟုတ်တာကြာနေပါပဲအကိုကြီးအတင်းတိုက်တာနဲ့ကျုပ်ကခောင်ရီခွက်ကိုလှမ်းယူလိုက်တယ်ခောင်ရီအနားကချင်းဆုပ်ဆုပ်ခတ်ဆူးဆူးရေဗျချွေးတွေရွှဲဆုံနေတဲ့အင်းကြီးကိုမလျှော့ပဲတမ်းပေါ်မှာခွန်တဲ့ရက်လောက်လှမ်းထားတဲ့အနက်မျိုးဗျဒီနောက်မခတ်ချင်တာနဲ့အသက်အောက်ပြီးတော့တောက်ချလိုက်တယ်အမေခောင်ရီကအနက်သာဆိုးတာဗျအရသာတော့တော်တော်ကိုကောင်းတယ် ထရဲ့ချိုတောက်ရသလိုချုပ်ချုပ်လေးဗျ။ပါဇက်ထက်ရောက်သွားတဲ့အချိန်မှာဆက်အနလူလုံးမှုမှုလေးရလိုက်တယ်ဗျ။ရေအိုးလေးနဲ့ထည့်ထားတာဆိုတော့လည်းအင်းနေရပဲ။ကြုံအုံမုတ်ခွက်တစ်ခွက်လုံးကိုတစ်ချိုက်တည်းနဲ့မွှတ်တောက်ချလိုက်မိတယ်။မင်းကြိုက်သွားပြီမဟုတ်လားအလက်ကောင်။တောက်လို့ကောင်းလိုက်တာအကိုကြီးရာ။ကြုတ်ကိုဘာဖြစ်လို့အစမထိုက်တာလဲဗျ။မင်းပဲမတောက်ဘူးဆို။တောက်မယ်တောက်မယ်။အခုတော့ကောင်းမသိပြီဗျ။ကြုတ်ကအုံမုတ်ခွက်နဲ့တစ်ခွက်ပြီးတစ်ခွက်ခတ်တောက်လိုက်တယ်။ အကိုကြီးကကြောက်ပခုံးကိုဖတ်ပြီးတော့မင်းကတော့မောင်ကျန်တို့ဖြစ်သွားပြီအလောက်ကောင်ကြီးတခြားကာလာသားတွေတော့မသိဘူးကျွတ်တို့လေးယောက်ကတော့ခောင်ရီအိုးနာမခွပဲတယောက်တစ်ခွက်အလှဲ့ကျခတ်တောက်နေမိတယ်ခောင်ရီကချိုးသားချိုးဝင်မဲ့မူးလာတော့တော်တော်မူးတယ်ဗျသုံးခွက်လောက်တောက်ပြီးတော့လူကတော်တော်လေးကိုထွေးလာတယ်။ဆယ်ခွက်လောက်တောက်ထားတဲ့အကိုကြီးကမူးပြဲနေပြီ။တခြင်းတွေဘာတွေဆိုလို့ဗျာ။ဆိုတာကလည်းရှမ်းတခြင်းလို့လို့ဘာလို့လို့နဲ့ တကယ်တော့ပောက်ကြရတဲ့ဗဇက်ထဲရှောက်အောင်နေအားဗျ။တိတယ်မဟုတ်လား။အကိုကြီးကမွေးရတချင်းစုတက်တာလေ။ရဲသားမအုံနဲ့မမောင်တာလည်းလူအုပ်ကြားထဲကိုခုံဝင်ပြီးတော့ကနေတယ်။အကိုကြီးကနောက်ကျွန်းပြစ်ပြီးခုံဝင်သွားတယ်ဗျ။ကတာကားမှကွေးနေရပဲ။ခောင်းရင်ငါးခွက်လာတောက်ပြီးတော့ကြုတ်လဲကကြင်လာတယ်။ဦးစည်နဲ့ကြာတော့ခြေလေးလက်တွေကသူ့လိုလိုလှုပ်ရှားလာပြီးအလိုလိုထွန်းလာတယ်ဗျ။ဒါနဲ့မထူးတော့ပါဘူးဆိုပြီးတော့လူအုပ်ကြားထဲဝင်ကလိုက်တယ်ဗျ။ ခုတ်ခင်းနိုင်ကလေးရောက်တယ်လို့မျိုးပေါ့။အိုးစီတန်ကလည်းမြူလိုက်တာမှပြောမနေနဲ့။ရွာယောက်ျားသားတွေမိမသားတွေလည်းကကြခုန်ကြနေပြ။ကျုပ်ပြေညာဦးပိုင်းကအိမ်မက်ကိုတော့မှသွားပြီးတရိယာမိတယ်။ကျုပ်တို့ဘယ်လောက်ကြာကြာကနေမိလဲတော့မသိဘူး။ကာရင်ခုန်ရင်ကျုပ်တို့အနာလူတွေကတဖြည်းဖြည်းပျောက်သွားတယ်။လူကလည်းတော်တော်မူးနေပြီးတော့အသည့်စိတ်ကဝင်းတစ်ချက်ထွက်တစ်ချက်အဲ့လိုဖြစ်နေတယ်ဗျ။ကနေရင်အိုးစီတီးတဲ့လူတွေဘေးနားရင့်နေတဲ့လူတွေကိုကြည့်လိုက်တော့ ဒီလူတွေရဲ့အသားအရာပုတ်အပ်အပ်ခြင်းနဲ့မျက်လုံးနဲ့ညီကြီးတွေဖြစ်ကုန်နေဗျာအပေါ်တဖုံးကနေကြလာတဲ့အဆွဲကြီးနှချောင်းကလည်းနှကန်းချားရရတိုးထွက်နေပြီးတော့အောက်မေးစေးလောက်အထိကိုရောက်နေတယ်ကျုပ်ပြေအမူးလုံးလုံးများမြင်းချင်းနောက်တွင်မျက်နှာလားဆိုပြီးတော့ခေါင်းကိုခါကြည့်လိုက်ပြီမဲ့ကျုပ်အမြင်မမှားဘူးဗျာဒီလူတွေအကုန်လုံးကတဆေကြီးတွေဖြစ်ကုန်တယ်မင်းကလေးတယောက်ကိုကြည့်လိုက်တော့လေလက်သေးရှိကြီးတွေကတထွာလောက်ကိုရှိနေပြကျုပ်ရက်တန်းလိုက်ခြင်းပဲမဲ့ ဘလုံးမကိုရက်တက်လို့မရအောင်ကျုပ်ခန္ဓာကိုကြီးကဆက်ပြီးကမြဲအတိုင်းကခုန်နေတယ်အဲ့နောက်တရေတွေတရေချင်းတွေပြဆုပ်ပြီးကျုပ်အတကုံဟစ်ပြီးအော်ထက်လိုက်တယ်အကိုကြီးတို့ကတော့ကျုပ်အော်တာကိုမကြောက်ကလို့ခုန်လို့ကောင်းနေတော့မယ်ခဏကြာတော့ကျုပ်တကောလုံးပင်မလာပြီးတော့မြေပြင်ပေါ်ကိုလဲကျောက်သွားခဲ့တယ်ကိုင်းနေအောင်ကနေတဲ့အကိုကြီးကလည်းမြေပြင်ပေါ်ကိုပလက်လက်လဲကျသွားတယ်။ကျုပ်စိတ်ထင်တော့တနိုင်နှစ်နိုင်လောက်ကြာအောင်မရမနာကောက်ခုံထားတာဆိုတော့ လူကဘလို့မအောင်မလှုပ်နိုင်တော့လမ်းမြဖို့မပြောနဲ့လက်ချောင်းတစ်ချောင်းကိုတောင်မှမလှုပ်နိုင်တော့တဲ့အထီကိုပင်မသွားခဲ့တယ်ဒီချိန်မှာရှက်နေရကျုပ်တို့စီကိုဝိုင်းလာပြီးမြေပြင်မှာလဲကျနေတဲ့ကျုပ်တို့ကိုဝိုင်းကုန်ကြည့်ကြတယ်ဗျကျုပ်ရကိုအသားတွေရောက်လာပြီဟိတ်ဒီတစ်ခေါက်ကလေးရောက်တောင်းဆိုတော့ဝဝလလင်းစားရတာပေါ့အခုမှကျုပ်တို့မှန်မှန်သိတယ်ဗျအကိုကြီးဆိုရင်မျိုးလုံးကြီးကိုပြုတ်ထွက်နေတယ် ကောက်ကုတ်ထားတာမောပန်းလုံးလို့အသက်ကိုတော့မနှဲရှူနေရတယ်။အော်ဖို့ဟိဖို့ဆိုရင်ဝေလာဝေးပေါ့ဗျာ။ကျုပ်တို့ကုရကဲရမဲ့နေပြီပေါ့။စိတ်ထရနဲ့အကိုကြီးကိုပဲအပြစ်တင်နေမိတယ်။သူဆက်ဆော့လို့ဒီလိုဖြစ်ရတာမဟုတ်ဘူးလား။ဒီချိန်စိတ်ထဲသတိရောက်သွားမိတာတော့ဥပဒါကြီးပဲ။ဒါကြောင့်ဥပဒါကိုစိတ်ထဲတားမိတယ်။ဥပဒါကကျုပ်စိတ်ထဲတန်းတားလိုက်ရောက်ရောက်လာတတ်တယ်မဟုတ်လား။အခုလည်းကြည့်လေ။ဒီမိမတွေယောက်ျားတွေကကျုပ်တို့ကိုစောက်ဖို့တောက်ဖို့လုပ်နေတဲ့အချိန်မှပဲ။ ဥပဒါကြီးအားကျုပ်ပြီးနောက်မှာဘွားကနေပေါ်ထွက်လာခဲ့တယ်။ဥပဒါကိုမြင်တော့ဒီလူတွေအကုန်လုံးအနောက်ကိုဆုတ်သွားကြတယ်ဗျ။မင်းတို့တော်တော်လှုပ်ပေးလိုက်ကြစာ။ဟဲ့ဆုံးကငါတို့တားကောင်ကိုငါတို့စားမယ်။မင်းဝင်မရှုံနဲ့။ဟုတ်တယ်။တောင်ပိုင်းကြီးစီကငါတို့ခွင့်ရထားပြီးသား။ငါတို့နယ်ပယ်ထဲကိုကိုချီတောင်းတဲ့ကိုဝင်လာတဲ့လူမှန်သမျှငါတို့တက်ဖြတ်စားတော့ပိုင်ခွင့်ရှိတယ်။ဥပဒါကခါထောက်ပြီးတော့အခွင့်အရေးတွေရပါခွင့်တွေလာမလို့နဲ့ ဒီလူတွေကငါလူတွေကငါလူတွေကိုထိနေတော့မင်းတို့နာမမက်ဆုံးထရအသားနာကြီးလို့ကျုပ်တို့ကိုလာပြီးတော့မှစိန်ခေါ်တော့ကိုကျုပ်တို့လောကမှာဗဇက်တဲ့ဝင်မဲ့အစားတလုတ်ကိုပုတ်ချတာဘယ်လောက်တောင်အောက်တန်းကျတယ်လဲဆိုတာခမရမသိဘူးလားမသိဘူးကွာငါလူကမင်းတို့လိုရုံညက်တဲ့နာနာဘဝမဟုတ်ဘူးမင်းတို့မကျင့်နဲ့လည်းမတတ်နိုင်ဘူးအစွဲဖွေးဖွေးနဲ့လူကြီးတယောက်ကဥပဒါစီကိုပြင်ဝင်လာခဲ့တယ် ဥပဒါတစ်ချက်ပဲကြည့်လိုက်တာပြေဝင်လာတဲ့ဒီလူကိုလူတစ်ယောက်ကရင်ဝပိတ်ဆောက်ကန်လိုက်တယ်လို့အနောက်ကိုနှုတ်ထောက်သွားခဲ့တယ်။ဂျန်တဲ့အကောင်တွေကဗစက်ကြီးတွေဖြဲပြီးတော့လင်းတို့အော်တာလိုအသက်ဆူဆူဝါးနဲ့អော်ပြီးဥပဒါစီကိုတကောင်မိတကောင်ပြေခွန်ဝင်လာခဲ့တယ်။အကောင်ကြီးတကောင်ကဥပဒါရဲ့ရင်မက်ကိုတွန်းလိုက်လိုက်တဲ့အခါဥပဒါလဲကျသွားခဲ့တယ်ဗျ။ဒီကမှဥပဒါရဲ့အပေါ်သူတို့ကော်လုံးကြီးနဲ့ဖိချလိုက်တယ်ဗျ။ကျန်တဲ့အကောင်တွေကလည်းပြေးလာပြီးတော့ဥပဒါကိုတက်ဖိကြတယ်။ ကျွတ်ငငငယ်တော့တက်ဖိတန်းဆော့တလို့တယောက်ပေါ်တယောက်အာကြီးနဲ့ခုံကုံပြီးဖိကြတာဗျဒီလူတွေကတဆေတွေဆိုတော့ဘလုံးမှမဖြစ်ပေမဲ့အောက်ဆုံးကဥပဒါတော့ဒီကိုလုံးကိုစစ်စစ်ညံ့ညံ့ကျင်းနေပြီထင်တယ်လူ90လောက်ဝမ်းဖိကြလိုက်တဲ့အခါမှာလူပုံကြီးကိုဟိထနေရပဲအောက်ဆုံးကဥပဒါတော့သိပြီထင်တယ်ဗျကျိုးစိတ်ထရနေဥပဒါရဲ့နာမည်ကိုအောက်ခေါ်နေမိတယ်ဗျတရွာလုံးကဝမ်းဖိတဲ့အခါမှာဥပဒါက ဘယ်ကနေဘလို့ဒီဘက်ရောက်နေလဲမသိဘူးဟဲ့မင်းတော့ဘသူ့ကိုဖိနေကြတာလဲကွာဟိုလူတွေအကောလုံးဥပဒါအောင်လှမ်းကြည့်ပြီးတော့အော်အော်သွားတယ်ဥပဒါကမိုးဘော်ကလွှာကနေခုန်တက်ပြီးတော့လူပုံကြီးရဲ့အပေါ်ကိုပက်လန်လန်လှဲချပြီးတက်ဖိလိုက်တယ်ဥပဒါတက်ဖိရဲ့အတန်ကြီးကကြောက်တုံးကြီးနဲ့တုံးရိုက်မိတယ်လို့ဂျိုင်းကနေအတန်ထွက်ပေါ်လာခဲ့တယ်ဗျအောက်ကလူတွေအကောလုံးကလည်းတေကိုင်းချောက်တီကိုဒလိုက်တုံးနဲ့ကြိတ်တယ်လို့တချို့ချို့အတန်တွေထွက်ပေါ်လာခဲ့တယ် ကြောက်ပါပြီဆရာကြီးအရိုးတွေကျပြီးတိတ်ပါပြီကဲကြောက်ပါဦးတော့အတောင်ညိုစူညံနေတာပဲဗျာဥပဒါတော့လူပုံကြီးရဲ့ထိတ်မှပက်လက်ကြီးအိတ်နေပြီးတော့ခြေတော့ခြေတော့ချိတ်ထားသေးတယ်နင်တော့ငါ့ကိုဖိချင်နေတာပေါ့လားအခုနင်တော့ဖိခံရတော့ဘယ်လိုခံစားရလဲကြောက်ပါပြီဆရာကြီးရေကျွတ်တော့လှုပ်ပေးပါတော့ဟောလူလေးရောက်ကိုလှုပ်ပေးမယ်ဆိုမှမင်းတို့ကိုလှုပ်ပေးမယ်မဟုတ်ဘူးဆိုရင်တော့ မင်းတို့အသားတွေငဖဲငဆုပ်လို့ပြပြညံ့ညံ့ကျေသွားအောင်လို့ဖိထားလိုက်မယ်။ခရီးပေးပါလေဆရာကြီး။ဆရာကြီးရဲ့လူတွေကိုဆရာကြီးပြန်ခေါ်ပါပါ။ဒီလိုမှပေါ့ဟ။နင်တို့ကအသားနာခင်ကျင်ကြတာကို။ဥပဒါလူပုံမောကနေခုံဆင်းလိုက်တယ်။ဟိုလူတွေဆိုရင်ထအောင်မထတော့ဘူး။ဥပဒါကျုပ်တို့ရဲ့ဇပုတ်ကိုလက်နဲ့တဘုံပေါင်းပုတ်လိုက်တော့မှကျုပ်တို့မွေးရနေရတဲ့အကောင်လုံးအလိုလိုပျောက်ပြီးမတည့်ရနိုင်တော့တယ်။ဥပဒါလာတာကန်ကောက်လို့ပေါ့ဗျာ။ မင်းတို့ကငတုံးနေပဲကွညာကြီးတကောင်အိုးစီတွေတီးနေတော့များလူတွေမှတ်ပြီးလာကြသေးရလားမသိဘူးလေဗျာကျုပ်လည်းတရဲတွေလားချက်တွေလားလို့မေးတော့သူတို့ကလူတွေပါတဲ့ဥပသာပြောတော့ဒီနားမှာရှင်းရကြီးတရားရှိတယ်ဆိုဥပသာကျုပ်ကောင်းကိုသူ့လက်နဲ့ထုလိုက်ရင်မိစ္ဆာကောင်ကသူ့ကိုသူ့မိစ္ဆာပါလို့ပြောမလားကွရွာရှိတယ်ဆိုတာတံခါးပန်းပေါ်မှာကွဒီချောက်ထဲမှာရှိတာမဟုတ်ဘူး ဥပသာအကိုကြီးနဲ့မမောင်တာတို့ကိုကြည့်ပြီးတော့မင်းတို့ကောင်တွေလဲမင်းတို့ပဲတော်ရဲလာပြီးတော့အရက်တော့ချင်နေသေးတယ်အမှားရဲ့ကွာဒီကရဲသားမဥကပြပြတဲ့လဲနဲ့ဟိုဟိုလေးအဖကြီးဟိုကျုပ်တို့အခုလိုဖြစ်တာကိုဘသူမှမပြောပါနဲ့ဗျသူများတွေသိရင်ကျုပ်တို့ပြဿနာတက်မှာဗျအေးပါပြီးရပဲမင်းတို့ကောင်တွေနှောက်လုံးပါစေငါတော့ဒီအဖြစ်ကိုဒီနေရာမှာတိမိထားလိုက်ပြီဥပသာထွက်သွားတာနဲ့ကျုပ်တို့လေးရော ဥပဒါရဲ့အနောက်ကိုလိုက်လာခဲ့ကြတယ်။ကောက်ကုံထားလို့တကောလုံးကိုပင်ပန်းနေရပဲ။ကျုပ်တို့ဆက်လက်လောင်လှမ်းပြီးတဲ့အချိန်မှာ ကလေးမလေးတယောက်ကကျုပ်တို့အရှိမပေါ်လာတယ်ဗျ။အသက်ကတော့၁၀နှစ်လောက်ပဲရှိအောင်ပဲ။ငါတို့အစာလွတ်ယူသွားတဲ့နင်းတို့လေစာလောက်မွတ်တိတ်ချင်းနဲ့ကြုံတွေ့ရပါစေလို့ငါကြိမ်စာတိုက်တယ်။ကလေးမအဲ့လိုပြောပြီးတော့ပျောက်ကွယ်သွားခဲ့တယ်။ကျုပ်တို့လည်းစခန်းချထားတဲ့တောင်ငုပ်ဘက်ကိုပြန်တက်လာခဲ့တယ်။ နောက်တနေ့မနေ့ဥမောင်လီနိုးမှကျုပ်တို့နိုးလာတော့တယ်ဗျ။အိမ်ရေးတွေပြတ်ထားတဲ့အပြင်ညာတော့ခုံပေါက်ထားတော့နှုံးချပြီးထထောင်မထနိုင်။တခါမှကျုပ်တို့မစုံမငေါ့ဘူးတဲ့ဥမောင်လီကကျုပ်တို့စုံငေါ့နေတယ်။တော်သေးတာဒီထဲမှာမောင်မောင်တာနဲ့ရဲသားမအုပ်လည်းပါနေလို့ကျုပ်တို့ညီကိုကြီးပဲဆိုရင်ဘယ်လောက်များအပြောခံရမလဲဗျ။တိတ်မစုပါနဲ့ဥမောင်လီကသူတို့တွေကတောသူတောင်သားတွေဆိုပေမဲ့ ဒီလိုတော့ကျတဲ့နေရာကိုခရီးမထွက်ဘူးလို့ပြင်ပန်းနေကြတာဖြစ်ပါလိမ့်မယ်။ဒီတစ်ပတ်လောက်နားပြီးမှဆက်သွားရင်လည်းအဆင်ပြေပါတယ်။ဥမာရရဥပသာပြောတာကိုခေါင်းညှိလိုက်တယ်။ဥပသာရဲ့အကျင့်အစီအတိုင်းဒီတစ်ပတ်လောက်ဆက်နာဖြစ်ကြတယ်။တောင်ပေါ်မှာပူချက်ပဲဗျာ။ဥပသာသူ့လက်အိတ်ထဲကတံမှုဝါးလေးကိုထုတ်ပြီးတော့ကျုပ်တို့အထက်ရစီတွေလူပေးတယ်။ပယုတ်စီလိုမျိုးပူရှိတ်ရှိတ်နေဗျာ။နေကြီးထမင်းစားပြီးလို့နေနေနဲ့ကြောက်သွားမှပဲခီးဆက်ခဲ့ကြတယ်။ ညာအဖြစ်ကိုတော့ကျုပ်တို့ဘသူ့အမှမပြောပဲမေ့ထားလိုက်ကြတယ်ပေါ့ဗျာပရိသတ်များရှေ့ဆုံးတီကြီးဥပဒါနဲ့မမျောလင့်တော့ခရီးရှည်ဇလတ်အပိုက်သုံးကားတော့ဒီလောက်ပါပဲနော်နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူးချင်းစီ哦ကျေးဇူးထူးပဲတည်ရှိတယ်လို့ဆိုင်ရေးစရာအကားဆောင်လဲကျေးဇူးထူးပဲတည်ရှိပါလေရှင်ဒီဇလတ်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပြည့်ရှင်ခြင်းကျမ်းမာခြင်းတွေကို အစင်သာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်။